လွတ်တော်ထဲမှာပြောဆိုရတဲ့ဟာတွေကဒါတွေကတရားဝင်ပြောဆိုတဲ့ဟာတွေဖြစ်တယ်ဒီပုံစံနဲ့လွတ်တော်အတွင်းမှာပဲဖြည့်ရှင်းမယ်ဆိုရင်သူကတိတ်ပြီးတော့မှကြားမယ်ဆယ်နှစ်ဆယ်မိုးတော့ကြားမယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့အခါကျတော့ဘာလဲဆိုတော့ပြဿနာပေါ်လာပြီဆိုလို့ရှိရင်ဆွေအစည်းအဝေးတွေအကုန်ရပ်ပြီးတော့မှတခါလေအချင်းချင်းအလွတ်သဘော အကျင်များစွာတွေ့တယ်အကျင်များစွာညင်ခုံပြောမှအဖြေရှားတယ်အဖြေရှားလို့ရတဲ့အခါကျတော့မှအစည်းဝေးပြန်လုပ်ပြောမှတည်ပြူတယ်အဲ့လိုမျိုးဖြစ်တယ်ဒီလွတ်တော်ထဲမှာလုံမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲဖြစ်မှာပဲပြဿနာတစ်ခုကိုအပြင်မှာအရင်ဆုံးပြောရမှာဖြစ်တယ်အပြင်မှာ အားလုံးအလို့သဘောပြောမှုသဘောတူပြီးတဲ့အခါကျတော့မှလွတ်တော်ထဲမှာတွားပြီးတော့မှ အတူပြုတာကပိုအကောင်းဆုံးပါပဲကျွန်တော်ပြောရဥစ္စာတော့ဒီအတိုးဆုံးနီးလာမယ်ပေါ့ဒီထက်ဒီထက်ပိုတိုးဆုံးလို့ရှင်တော့တချုပ်ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့အတိုက်ခံနေပြီဗျာကျွန်တော်တို့လက်နက်ချပါပြီဗျာလို့အဲ့လိုပြောနေတယ်ပြီးတော့မှာပေါ့ဗျာ